အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဘိုးကြီးနေမျိုးစဉ်ရဲ့စိတ်မကောင်းစရာအခြေအနေနဲ့ပတ်သက်ပြီးတင်ပြလာသည်မို့အဆုံးထိနားဆင်ဝေဖန်ပေးသွားကြပါဦးခင်ဗျာဘူးလဲခွလပေးပါကျမကြီးအဲကျမကြီးကြောင့်ခိတဒုံပြမှုမလို့ဖြစ်ခဲ့တာခွလပါပြည်သူများနဲ့ပြည်သူများနဲ့အတူရှိနေပါတယ်တော်လိုက်တက်ခွဲများနဲ့အတူရှိနေပါတယ်ကျွန်တော်တို့လက်ရှိအခြေအနေရဲ့ရှုပ်ထွေးတဲ့ဒီကြာညောင်းလာတဲ့အခြေအနေပေါ်မှာ စိတ်မရှိမှုတွေတချို့သောနေရာတွေမှာစီရဲအတို့အဆုတ်အတဲ့အကြပေါ့ဟာသူရဲ့ဒီညှိုလင့်ချက်တွေအာရော့လာတာတွေဒါတွေပေါ်မူတည်ပြီးတော့ကျွန်တော်တို့အားလုံးနားလဲပါတယ်ဒါကြောင့်ကျွန်တော်ခေါင်းစဉ်လေးတင်ပြထားပါတယ်တာဝေးမှာစိတ်သက်စီရဲမှာဘယူဟာနဲ့မိတ်နာခံမှုဒါတွေကောကျွန်တော်တို့အားလုံးဝိုင်းဝန်းကြိုးစားနေကြပါတယ်ကြားခဲ့ပြည်သူများနဲ့ YouTube မှာဆက်လက်ပြီးတော့ ဒီလော့တဲ့တုံးသက်ချက်တွေကိုတင်ပြပေးပါမယ်။ကျွန်တော်ကြီးကခက်တာနန်းနီခဲတာကိုကုလပေးမယ်လို့အဲကျွန်တော်ချက်တာမိတ်ဆွေအားလုံးကိုလေးလေးစားစားတောင်းပန်ပါတယ်။ပြန်ဆုံစူးစိကြပါမယ်ပေါ့နော်။ဆိုတော့ဟိုဟိုစိတ်ခွန်အားလေးပြီးချင်တာပေါ့။နိုင်ငံတကာရောက်ပြည်သူတွေရောလက်ရှိပြည်တွင်းမှာဒီဖက်စစ်စစ်ရဲနေရာကြီးရဲ့ခွေးသားစိတ်အောက်မှာရဲဆက်ဆက် PC နှိမ့်ဆက်ခံရတဲ့နိုင်ငံသားတွေကိုရောစိတ်ခွန်အားပြီးချင်ပါတယ်။ကျွန်တော်တို့ဟာအဆိုးဆုံးတွေကိုဖျက်ချော်နေကြပါတယ်။ အဆိုးဆုံးဆိုတဲ့အခြေအနေတွေကိုဖြတ်ကျော်ပြီးတလောက်ရှိနေပါတယ်။ဒါမှကြာခင်မှာတော့အကောင်းဆုံးတွေရောက်လာမှာပေါ့။အဲ့တော့လက်ရှိအခြေအနေကဖက်စစ်အကြမ်းဖက်အိုစုဘက်ကစီးရေးပိုင်းတချို့နေရာတွေမှာအောင်မြင်ဒီလောက်လေးတွေရှိတာဟုတ်ပါတယ်။ဒါကလည်းပဲဘာနဲ့သက်ဆိုင်တယ်လဲဆိုတော့ပထဝီနိုင်ငံကြီးနဲ့တရုတ်ကွန်မြူနီအစိုးရရဲ့နှိရှိပြည်ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့အခမ်းအနားမတိုင်ခင်သူတို့ရဲ့မူဝါဒတွေနဲ့ကမ္ဘာလုံးဆိုင်ရာ group ခွဲပြီးတော့ဝင်ရုံဝင်ရုံချင်းချင်း group ခွဲခွဲပြီးတော့မိဖက်အင်အားစုဖွဲ့မှုစီယုံနဲ့စီးရေး စုဖွဲ့မှုတရံအရဖက်စစ်ဂျမ်းဖက်တပ်ဖက်ကိုအဲသူတို့လိုအပ်တဲ့စီအထောက်အကူတွေပေးခဲ့ပြီးတော့ပြပြသားသားဖက်စစ်ဝါရက်ဖက်ပါရက်တီထောက်ကူပေးခဲ့တဲ့ရလက်ကြောင့်ဒီတေကွန်မြူနီအစိုးရဒီထောက်ပံ့ပေးသော drone တွေဖျားပြင်းအဲဒီလက်နက်တွေဟိုလီရင်တွေအဲတော့ဝိပအမြောက်ဆန်တွေနောက်တစ်ခါသူတို့ကိုယ်တိုင်ပေါင်ကူညီတဲ့အဲဒီဂျူရုမီပညာတွေနဲ့ထောက်လိုင်းရရန်ရရတွေကြောင့်ဖက်စစ်ဂျမ်းဘက်တက်ဟာအဲနီးပညာရတစိတပိုင်းအားသာသွားခဲ့ပါတယ်တစ်ဖက်ကလည်းပဲအတင်းကာရောအထမ ဖရန်စီစစ်တဲအတွင်းစုဆောင်းလာတဲ့လူတစ်ဘီတုစစ်ခေါ်တဲ့တသားတစ်တွေကြောင့်စစ်ရင်အားတစုံတရာပြန်လည်ကြီးထွားပြီးတော့တချို့သောမျိုးပြားတချို့ကိုပြန်လည်သိမ့်ပိုင်နိုင်ခဲ့တာရှိပါတယ်။ဒါပေမဲ့ဘလောက်ပဲအဲဒီသူတို့ဘက်ကအဲဒီကြီးမားတဲ့အဲဒီဖန်စီမှုတွေနဲ့စီအတင်းကာရောတိဆောက်စီကမှုသူတို့ဟာစစ်မှန်တဲ့စစ်တပ်တက်တက်စစ်လက်ကျင်တာပြေဝပြီးတော့တကယ်ကိုပဲစီးဆောင်းရင်ပြေဝတဲ့စစ်တပ်တက်တက်ဖြစ်မလာခဲ့ပါဘူးအတင်းကာရောစူးစီးထားတဲ့ပြည်သူစစ်တွေကြောင့်သူတို့ချင်းချင်းကြားထဲမှာပဲ အပြုတ်ကွဲပျက်စီးပြီးတော့အခုဆိုရင်စိတ်သက်ပိုင်းဆိုင်ရာအရလွန်စွာယုံရင်ကြမ်းတမ်းရက်စက်ရုပ်မာတဲ့လောက်ရက်တွေ စီကစင်ကဆက်ကဆက်ကကျူးလွန်နေကြတာတွေ့ရပါလိမ့်မယ်ဥပမာဆိုလို့ရှိရင်အာလူငယ်လို့တော့မတတ်မလိုင်လောက်အောင်ပဲလူလူချင်းချင်းရဲဆက်ဆက်မျက်နှာကိုအဝေးစီရင်ကနှလုံးသားတဲ့လို့ဓာတ်နဲ့စိုက်ထိုးခြေတလို့တယောက်ခုတ်ဖြတ်တဲ့ချိန်မှာလမောင်းကိုတယောက်ကခုတ်ဖြတ်ဘူးကြီးကျင်းနေပြီလားလို့မေးတဲ့ကောင်ကမေးစသဖြင့်သူတို့ချင်းချင်းရတဲ့မှာလွန်စွာမှရုပ်ရက်ဆက်ကြမ်းကြုတ်ရုပ်မာတဲ့မွေးဆေးဆွဲဒါပဲပြောပြောလူစိုးလူမိုက်လူရုပ်တွေကိုခေါ်သွင်းပြီးလက်နက်တက်ဆင်ပြီးပြည်သူကိုတိုက်ခတ်နေနေတက်ဖြတ်ဖို့ကြိုးစားတဲ့မိစ္ဆာတွေတေးဥရတော်လကောင်သူတို့ချင်းဗမော့တိုက်ပွဲကြဆုံရဲပေါ်၃ဆက်တွေးကြွေအတွက်ဆက်တိုက်မိဟုဆိုကချင်ပြည်နယ်ဗမော့မြို့ မျိုးတိုက်ပွဲအတွင်းကြဆုံးခဲ့သည့်ရဲဘော်သုံးဆဲတွေးကြွေအတွက်စစ်အာဏာရှင်ကိုဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းကလေးခရိုင်စစ်ရေးတာဝန်ရှိသူတဦးကပြောသည်။ဗမော်မျိုးတိုက်ပွဲပြင်းထန်ချိန်2024ခုစက်တင်ဘာလမှ2025ခုစက်တင်ဘာလအတွင်းစစ်ကော်မရှင်တပ်နှင့်ဖြစ်ပွားသောတိုက်ပွဲများအတွင်းရဲဘော်များကြဆုံသွားခြင်းဖြစ်ကြောင်းပြောဆိုခြင်းဖြစ်သည့်ကြဆုံရဲဘော်တွေအတွက်တွေးကြွေပြန်မရမချင်းတရင်လုံးတစ်ယောက်မှမကြံကျင်နေမပြန်ဘူး။ စက်တိုက်မယ်ဆိုတဲ့အထိကျွန်တော်တို့ရဲဘော်တွေစိတ်သက်ပြင်းထန်နေပါတယ်ဟုခရိုင်စည်ရေးတာဝန်ရှိသူကမစီမကိုပြောသည်တိုက်ပွဲအတွင်းကြဆုံးခဲ့သည့်ခရိုင်တပ်ရင်းရဲဘော်များမှာအမှတ်6တပ်ရင်းမှတခွဲမှုအပါအဝင်18ဦးအမှတ်9တပ်ရင်းမှ9ဦးနှင့်အမှတ်8မင်းကင်းပြည်သူ့ကာကွယ်ရေးမှ4ဦးစုစုပေါင်း30ဦးကြဆုံးခဲ့ခြင်းဖြစ်သည် ဗမော်မြို့အခြေဆိုင်အမှတ်27စစ်စင်ကုကဲမှုဌာနချုပ်စခန်းသိမ်းပွဲ၌ကလေးခရိုင်တက်ရင်ရဲဘော်40ဦးတန်ရာရပြီးကြာဆုံးခဲ့သည့်ရဲဘော်များတွင်စေကုတရင်ကြာဆုံးသူများပါဝင်ကြောင်းသိရသည့်ကိုသားကနိုင်ငံ내ပြည်သူတွေရဲ့စူးညောင်ခလုတ်ဖြစ်တဲ့အဓမ္မဝါဒီတွေကိုတိုက်ခိုက်ရင်ကြာဆုံးသွားရတာမူတာအတွက်ဂုဏ်ယူပါတယ်ရဲဘော်တို့လည်းအဆစအရာရာဘေးကင်းပါစေတော်လန်ရေးကြီးအောင်မြင်ပါစေသားတို့ရဲ့အမေသားလေးကိုအိမ်ပြန်ရောက်အောင် ပြန်ခေါ်ပေးပါအောင်ဟဲ့လို့ငိုတန်တွင်နဲ့ပြောတာပြဟုကြာဆုံးရဲ့ပေါ်များကိုမိသားစုထံအတိပေးရာတွင်ပါဝင်ခဲ့သည့်ခလေးခရိုင်တက်ရင်တာဝန်ရှိသူကပြောသည်ကြာဆုံးခဲ့သည့်ရဲပေါ်များအတွက်တရင်လိုက်တာဝန်ရှိသူများကမိသားစုများထံအသွားရောက်ကာတရားဝင်အတိပေးပြီးထောက်ပံ့ခြင်းနှင့်လိုအပ်သည့်ကိစ္စများကူညီဆောင်ရွက်ကာစိတ်ပိုင်းဆိုင်ရာအားပေးကူညီမှုများပြုလုပ်ခဲ့သည်ဟုငင်းကဆိုသည်ချင်းချားတဲ့မှာကလွန်စွာကြောက်စရာကောင်းတဲ့အခွင့်အရေးတစ်ခုဖြစ်ပေါ်နေပြီဆိုတာကျွန်တော်နိုင်ငံသားအားလုံးလည်းသိတယ်လို့အိန္ဒိယနိုင်ငံတွေရောကမ္ဘာနိုင်ငံတွေကရောသိလာပြီဖြစ်တယ် နော်ဒါကဖက်စစ်အကြမ်းဖက်တိုက်ကအပေါ်မှာကတကားချေရွှေမုံချေထားပြီးမြဲအထက်မှာနောက်ချိကဲ့သို့သူတို့ဟာအလုံးစွာပျက်စီးယိုယွင်းနေတယ်ဆိုတာကိုတွေ့ရပါလိမ့်မယ်ပြီးတော့လေလက်ရှိသူတို့တွေရဲ့မြို့သေးစခန်းသိမ်းတွေတိမ့်နိုင်ပြီဆိုတော့ညာလည်းပဲတိမ့်လာတဲ့ view ဟာကိုကြည့်လိုက်ရှင်အဲတာဝေးပြအမြောက်တွေနောက်တစ်ခါအကဲကြီးရဲ့ drone အကောင်းစားတွေနောက်တစ် jumping system တွေနဲ့တော်လိုင်းဖက်က jumper drone တွေကိုကန်ကန်တန်ဟန်တာထားနိုင်ပြီးတော့တစ်ဖက်ကသူတို့ရဲ့စွမ်းမြင့်တဲ့ drone တွေနဲ့ drone ဖမ်းယူသိမ်းဆည်းတဲ့ဤပညာတွေအသုံးပြုကအဲဒီ drone နဲ့ပုံကျဲတယ်လက်ကြီးနဲ့တာဝေးပြအမြောက်တွေနဲ့တိတိကျကျနေရာကိုချိန်တွဲပစ်ခတ် ပြာပြင်းဘူးနေနဲ့လောရဲ့စိတ်ငွေနဲ့ဓာတိပိတာဒီဒီဟိုတွေပါတုံးနေငွေတွေပါတုံးနေတုံးပြီးတော့ကျွန်တော်တို့ဒေါ်လာရေးပြီးတွေ့ထောက်ပံ့မှုတစ်ခုတည်းနဲ့လက်ပတ်နေရတဲ့ဒေါ်လာရေးအင်အားစုတွေရဲ့ကာကင်းတွေကိုခံတက်တွေကိုတင်ပိုက်ထားတဲ့စခန်းတွေကိုအဲစီစီညက်ညက်ကြအောင်ခြေမုံပြီးတော့မှထိကတ်တန်ရအောင်ရောင်းမှုများစွာဖြစ်အောင်ပေါင်900ပါဝင်လေးအနေနဲ့ကျဲပြီးတော့မှမြေပြင်ထိုးစစ်တွေနဲ့ပြီးတွေ့စစ်ဆိုတဲ့စုဆောင်ထားတဲ့တပ်သားတွေကိုနောက်ကကတနက်နဲ့ထောက်ဗနက်နဲ့ထောက် တက်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 ဆိုအတင်းတက်ခိုင်းမတက်ဘူးပြန်လာကောင်းတော့သူတို့ချင်းချင်းပြတ်တက်ပြတ်တက်ပြီးတော့သူတို့ဟာမြို့ချို့စခန်းချို့ကိုတိတ်ပိုက်နိုင်ကြတာဖြစ်တယ်ဒါပေမဲ့သူတို့ဟာစစ်မှန်နေနေပြီးကိုတိတ်ပိုက်နေတဲ့အမြင်သူတွေမဟုတ်တော့ဘူးဒီတော့ဘာဖြစ်လဲအခုလက်ရှိဈေးကုန်းမှာဖြစ်နေတဲ့ရဲစခန်းကိုဒလိုင်းတက်ဖွဲ့ကဝင်စီးတဲ့ ဒီဗီဒီယိုပဲကြည့်ပါတကယ်တော့ကျွန်တော်တော်လင်းတက်ဖွဲ့တွေမှာစိတ်တက်နဲ့ခံယူချက်နဲ့ငါတို့မဖြစ်မနေတိုက်မှရမယ်လို့ဆိုတဲ့ဇွဲနဲ့တာကျွန်တော်တို့စူးစမ်းကြတာပါစနစ်တကျစီမံခန့်ခွဲနိုင်တဲ့ဥပမာဆိုရင်တက်စိတ်တက်စုတက်ခွဲတက်ရင်စသဖြင့်စနစ်တကျအရာခံအချက်စနစ်တွေနဲ့အုပ်ချုပ်ပြီးအမိန်ပေးတဲ့စနစ်နဲ့တရားကျူးတင်ပြစင်နဲ့ကြကြနနစီးစီမံချက်တွေနဲ့တိုက်ခတ်တာတော့မဟုတ်သေးဘူးတိုက်နေတဲ့ဖြစ်စဉ်ကိုကြည့်ပါတော်တော်လေးကိုအဲဒီဖီယိုဖီးယားနဲ့အဆဲဆူအော်ဟိမောင်မီဝင်တိုက်တဲ့အနေထားမှာတော့မှဘုံစုံဝင်လဲဝင်သွားရော အရေးကြီးတဲ့ဘိုးဒီဘိုး main line အဝင်ရဲ့ဘန်ကာကြီးကွန်ကရစ်ဘန်ကာကြီးထဲမှာတနပ်ပေးပြီးကင်းဆောက်ခိုင်းထားတဲ့ခလီတယောက်အမေတွေ့ပါလိမ့်မယ်ဒါလက်ရှိဖက်စစ်တပ်ရဲ့နောက်ဆုံးအခြေအနေပါပဲအပေါ်ရမှာသာသူတို့ကအင်အားတွေရှိနေတဲ့အောင်နေမြေတွေတိမ့်နိုင်တဲ့အောင်ရွက်ကောက်ပွဲအတွက်ကိုဆိုပြီးတော့အတူရောက်လင်ညာတဲ့ရွက်ကောက်ပွဲအတွက်ကိုမြို့သိစကန်းသိနေလုံနေနိုင်တဲ့အောင်သူလုတ်ပြနေပြီမယ်နောက်တန်းဒီမှာစိတ်ဓာတ်မရှိဘူးအင်အားမရှိဘူးစူပါမူးမရှိဘူးအားလုံးကဖီယိုဖီရဲ့ဗျံပထာနဲ့သူတို့အချင်းချင်းကြားထဲမှာမကျေနပ်မှုတွေဖြစ်နေကြတာဖြစ်တယ်ဒီချိန်မှာပို့ပြီးတော့တိတာလာတဲ့အနေထားအခုစက်ခံရေးဆိုတဲ့စက်ဖွတ်ထဲကိုမင်းအွန်လိုင်းကသူစိတ်ချယုံကြည်ရတဲ့ group အကုန်လုံး ရရှိအရာခံနဲ့စည်ရအစပြီးတော့အုပ်စုလိုက်သွားကျန်းဖုန်တွေကိုသွားအမိတ်နဲ့လွန်ခဲ့တဲ့2013ခုနှစ်ကအမက်စ်အော်ဒါထုတ်ပြီးတော့ဟိုဖုန်းဖုန်းတော်ကြီးပြင်တင်တန်းချောင်းတွေကိုစစ်တပ်ကနေပြီးတော့တင်တန်းဆေးလွတ်တယ်လို့ပေါ့နော်2013 13လောက်တုန်းကကျွန်တော်ပြောခဲ့တာရှိတယ်ဒီဖုန်းတော်ကြီးတင်နော်တောင်းတိုင်ဖုန်းတော်ကြီးဖြစ်တင်တန်းချောင်းတွေကိုစစ်တပ်က MS order နဲ့အမိတ်ပေးထုတ်ပြီးတော့တင်တန်းသွားတက်ခိုင်းပြီးတောင်းတိုင်ဖုန်းကြီးဖြစ်အသွင်ဆောင်ခိုင်းတယ်လို့အခုလည်းကြန့်ခိုင်းရတဲ့ကိုစစ်တပ်ကအမိတ်နဲ့ MS order နဲ့အမိတ်ထုတ်လိုက်ပြီဆိုတော့ လက်ရှိခင်ကြီးအပါဝင်ကြံ့ခိုင်ကြီးကနီလန်းကတဆင့်အာနာရယူကိုကြိုးပမ်းမယ်ဆိုတော့သူတို့အတွင်းပြသားချင်းရဲ့ပြိပခါလည်းအမြင့်ဆုံးကြီးထွားလာမှာဖြစ်တယ်။ဒီကြမှာဆေးရဇဝဲကောင်ဖြစ်ကျင်ညာထားခိုင်ရန်ရပြီးဖြစ်တဲ့ဂျီနိုဆိုက်လူမျိုးတို့တပ်ဖြတ်မှုတရားခံမင်းအောင်လိုင်းမကြခင်မှာ ICC ကိုရုံးတင်ဖို့အတွက်ကုလသမဂ္ဂကမာကတောင်းဆိုခံရတဲ့မင်းအောင်လိုင်းသူ့အတွက်မွေးချောက်ကိုက်မဲ့အနေထားတွေဖြစ်အခုအမေရိကန်ကလည်းပဲမြန်မာနိုင်ငံကိုဗနီဇွဲလားတို့အီကွေဒေါ်တခြားငါးနိုင်ငံနဲ့ဒန်းတူမွေးစေဝါတားဆီးတပ်ဖြတ်ဖို့ပြက်ကွက်သောနိုင်ငံဖြစ်ကျင်ညာလိုက်တဲ့အချိန်မှာပဲဗနီဇွဲလားကိုအမေရိကန်စစ်တပ်ကစီးရီးရအရေးကိုကြိုးပမ်းနေပါတယ် ဒီချိန်မှာပိုလန်နိုင်ငံအပါအဝင်ပေါ့နေတိုးနိုင်ငံတွေကိုရုရှားရဲ့ပြောင်ကြကြကြွကြရန်ဆမ်းမှုနဲ့အတူ EU နေတိုးနဲ့ဗြိတိန်ပင်သစ်အမေရိကန်တို့အားလုံးရဲ့မကြခင်မှာတံပြန်မဲ့စစ်စင်ရေးစီမံချက်တွေဟာလည်းပဲတက်တရကဘာစစ်ကိုတာဆူလာတဲ့အနေအထားဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့နိုင်ငံရဲ့ကံကြမ္မာကကဘာစစ်ဖြစ်တဲ့ချိန်မှလွတ်လပ်ရေးဆိုတာကိုရောက်အောင်တိုက်ရွာတဲ့နိုင်ငံငယ်ဖြစ်တဲ့အတိုင်းကျွန်တော်တို့ဟာအခုကဘာစစ်တာဆူနေတဲ့တက်တရအချိန်မြောက်မှာကျွန်တော်တို့ရဲ့စစ်မှန်သောလွတ်လပ်ခွင့်ကိုရဖို့ကျွန်တော်တို့အားလုံးဟာတာဝေးမှာစိတ်ဓာတ်စီရေးမှာဗျူဟာနဲ့ အမိန့်နာခံမှုဆိုတာကိုခေါင်းထဲမှာဆွဲဆွဲမြဲမြဲနှလုံးသွင်းပြီးပြည်သူအားလုံးအားမရော့စိတ်မပြတ်ပဲနဲ့ဘလို့ပဲခက်ခဲတွေကြုံကြုံဘလောက်ပဲဆိုးဝါးရက်ဆက်ကြမ်းကြုတ်တဲ့အနေအထားတွေကိုရင်ဆိုင်ရရင်ဆိုင်ရငါတို့အနာဂတ်အတွက်ငါတို့တည်ဆောက်မှရမယ်ဆိုတဲ့စိတ်ကိုနှလုံးသွင်းပြီးပြက်ပြက်သားသားခိုင်ခိုင်မာမာနဲ့ရှေ့ဆက်သွားကြမှုမှာတပါအခြားမရှိဘူးကျွန်တော်တို့ပြည်သူအားလုံးနဲ့အတူရှိနေပါတယ်ပြည်သူအားလုံးနှက်ဖြန်တွေအတွက်အကောင်းဆုံးအတူတူရုန်းကန်ကြိုးစားကြပါစို့အဲကျွန်တော်တို့မမျှော်လင့်နိုင်တဲ့ဒီနိုင်ငံရေးအဲစီးရေးအရာ အားသာချက်တွေမြန်မာပြည်မှာလည်းပေါ်ပေါက်လာစရာရှိပါတယ်ဒါလည်းကမ္ဘာအစည်းအဝေးဖြစ်အားနဲ့အာဆီယံအပါအဝင်ထိုင်းနိုင်ငံတို့ရဲ့ပြောင်းလဲနေတဲ့အစိုးရတွေမူဝါဒသဘောထားတွေဟာကျွန်တော်နိုင်ငံကျွန်တော်ပြည်သူပြည်သားတွေအတွက်ကောင်းမွန်တဲ့ကံကြမ္မာတွေဆောင်ကျင်းလာမှာဖြစ်ပါတယ်အားလုံး